ဒီနေ့မှာတော့လေရှင်းဟောင်းပုံပြလေးတစ်ခု အခြေခံပြီးစိတ်ကိုဘလို့ကျွန်းကျွန်းချင်းချင်းထိန်းချုပ်သွားနိုင်မလဲဆိုတဲ့အကြောင်းပြောပြချင်ပါတယ်ဒီပုံပြကရှေးခေတ်ကပုံပြဆိုပေမဲ့သူပေးတဲ့တင်ခန်းစာကဒီနေ့ခေတ်အတွက်ပါအရန်ကိုအသုံးဝင်နေတော့မှာပဲကဲဒီလိုမျိုးရောကြုံဘူးကြလားကိုစိတ်ကကိုဖြစ်ချင်တယ်လို့မဟုတ်ပဲထိန်းလို့မရချုပ်လို့မရသူ့ဘာသာသူသွားချင်啊သွားနေတယ်လို့မျိုးပေါ့အင်းအဲ့လိုခံစားချက်မျိုးကလေတော်တော်များများကတော့ကျွန်တော်တို့စိတ်ထဲကို အချင်းတိုးဝင်လာတဲ့မဖိတ်ခေါ်ပဲရောက်လာတဲ့အတွေ့အထိကြောင့်ဖြစ်တတ်ကြလားတကယ်တော့လေအဲ့ဒီလိုတည်ငြိမ်မှုမရှိတဲ့စိတ်နဲ့ယုံကြည်နေရတာဟာကျွန်တော်တို့တည်တည်ကြည်တော့မဟုတ်ပါဘူးဒါဟာလူတိုင်းနှီးမကြုံနေရတဲ့အခက်ခဲတစ်ခုပဲအာယုံနောက်စရာတွေပြန်လင့်စရာတွေဒီလောက်များတဲ့ဒီနေ့ခေတ်မှာဆိုရင်တော့ပိုတောင်ဖြစ်လေဖြစ်ထက်ရှိလာပါတယ်လူတော်တော်များများဟာစိတ်ရဲ့ငင်းချမ်းမှုနဲ့အာရုံစူးစိုက်နိုင်စွမ်းကိုအနောက်ရက်ဖေးတဲ့အတွေ့ပေါင်းစုံနဲ့နှစ်ပန်းလုံးနေရတယ်ဒါပေမဲ့ ဲ့ဒီအတွေ့တွေကဘယ်ကညီဘလုံရောက်လာတာလဲအမှန်တော့လေသူတို့ဟာဂျပန်ပေါ်လာတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့မြင်ခဲ့ကြည့်ခဲ့တဲ့အရာတွေကညီစိတ်ထဲမှာမျိုးစည်းလေးသစ်လို့အစိုက်ခံလိုက်ရတာပါဒီအကြောင်းကိုတေးသေးချာချာနားလည်ပြီးထိန်းချုပ်နိုင်ဖို့ရှေဟောင်းပုံရင်တပုတ်ထဲမှာတော်တော်လေးအစွမ်းသက်တဲ့သင်ခန်းစာတစ်ခုရှိနေပြီမှာ ကဲဒီသင်ခန်းစာကိုလေ့လာဖို့ထားကြတော့ငင်းချလန်းရတဲ့ဖုန်ကြီးအကြောင်းလေးတစ်ကြောင်းစီကိုအတူခီးထွက်ကြည့်ကြအောင်အဒီမှာစစ်အားထက်သမှုအပြင်းနဲ့တရားသမားကိုကြင့်ကြံနေတဲ့ရဟန်းငယ်လေးတပားရဲ့ဇလန်းကနေအရာအလုံးကဆက်တင်လာခဲ့ပါတယ်ဒီနေ့မှာပေါ့ဒီရိုင်းငယ်လေးစွန့်ခံကြရင်အိမ်တိမ်မှာရေမိုးချို့ပြီးစတိတ်ကိုလာပါတဲ့အမျိုးသမီးတယောက်ကိုတွားတွေ့ရဲ့အဲဒီမှာသူမျိုးလုံးလေးကိုအဲ့ရဲ့အမျိုးသမီးစီကနေလုံးဝကိုမခွာနိုင်ခဲ့ဘူးအဲ့ဒီပုံရိပ်က သူ့စိတ်ထဲမှာဆွဲပြီးကြံရစ်သွားခဲ့တဲ့။ဒါဟာသူ့ရဲ့ဆွဲလမ်းမှုအတွက်ပရမဇုံစိုက်ပျိုးလိုက်တဲ့မျိုးစေ့လီတစ်ခုပါပဲ။အဲ့ဒီနောက်မှာတော့ရိုင်းငယ်ကနေတိုင်းနေတိုင်းအဲ့ဒီအိမ်ကိုပဲ UDB စွန့်ကန့်ကြွားပါတော့တယ်။မကြပါဘူး။ဒီစိတ်ကသူ့ကိုပို့ပို့ပြီးတော့လွမ်းဖို့လာတယ်။နောက်ဆုံးသူ့မရေချိုးတဲ့အချင်းကိုတိတ်တဆိတ်ချောင်းကြည့်တဲ့အထိအချင်းတစ်ခုလိုဖြစ်လာခဲ့တယ်။သူ့စိတ်ထဲမှာအပြစ်သီးစိတ်တစ်ဖက်တဏှာရာကစိတ်တစ်ဖက်ပြင်းပြင်းကြံကြံကိုလွန်ဆွဲနေခဲ့ပါတော့တယ်။ အဲ့ဒီဆွဲလမ်းမှုရဲ့အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့ယဟန်ငယ်ဟာတခြားယဟန်တွေနဲ့လည်းစကားမပြောတော့ဘူးတယောက်တည်းအမြဲတစေအတွေ့အကြုံတွေမှာနင်းမျောနေပြီးတရားထိုင်တဲ့အခါမှာလည်းအာယုံကိုဘလို့မှစုစည်းလို့မရတော့ပါဘူးဒီလိုတိတိတတ်တပြောင်းလဲလာတဲ့သူ့အဖြစ်မှုကိုကျောင်းထံဆက်တော်ကြီးကတတိထားမိလာပါရဲ့ယဟန်ငယ်လေးသူ့ရဲ့အတွေ့အကြုံတွေထဲမှာနင်းမွနေချိန်မှာပဲဒီဇလန်းရဲ့အရေးကြီးဆုံးအချိုးအကွေကိုရောက်လာခဲ့ပါတယ်ပညာရှိဆရာတော်ကြီးကသူ့တပည့်ရဲ့ယုံကတ်မှုကိုတတိပြုမိပြီး ရဝင်ဖြစ်ရှင်းပေးဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ပေါ့ဆရာတော်ကြီးဟာယဟန်ငယ်နောက်ကိုတိတ်တဆိတ်လိုက်သွားပြီးအဖြစ်ပြက်အလုံးကိုမြင်တွေ့ခဲ့တယ်။သူရဲ့နှလုံးသားထဲမှာဝမ်းနည်းမှုတွေပြင်းထန်သွားပြီးယဟန်ငယ်ကိုစကားတစ်ခုမှမပြောဘဲအကြောင်းကိုပြန်ခေါ်လာခဲ့ပါတယ်။လမ်းမှာပေါ့နော်။ရှင်ဖွအိုင်တစ်ခုနားရောက်တော့ဆရာတော်ကြီးကယဟန်ငယ်ကိုသင်္ကန်းမချွတ်ပဲအဲ့ဒီအိုင်ကိုဖျက်ခိုင်းလိုက်တယ်။အာဒီနေရာမှာပဲဇလန်ရဲ့အဲ့ဒီကသင်္ကန်းစာအဲ့ဒီကဦးမပေးခြင်းတဲ့အချက်ကိုစတော့တာတဲ့။ ဆရာတော်ကြီးကဘာကိုနိုင်ရှင်ပြတယ်လဲဆိုတော့အခုညစ်ပေးသွားတဲ့သင်္ကန်းနဲ့ဆွန့်ထင်းသွားတဲ့စိတ်ကိုရှင်းပြတာပါစဉ်းစားကြည့်လေသင်္ကန်းဆိုတာတန်ဖိုးတိတ်မရှိဘူးဟုတ်တယ်မလားရွှော်လိုက်ရင်လဲလွယ်လေးပြန်တန့်သွားရောဒါပေမဲ့စိတ်ကတော့အိုးစိတ်ကတော့တန်ဖိုးဖြတ်လို့မှမရတာအယမ်းကိုအဖိုးတန်နဲ့အဲ့ဒီလိုအဖိုးတန်တဲ့စိတ်ကတခါသာဆွန့်ထင်းသွားပြီဆိုရင်ပြန်ပြီးတန့်ဆင်ဖို့ကအင်ပတန်ကိုခက်ခဲသွားပြီဒီနေရာမှာဆရာတော်ကြီးရဲ့အဆုံးအမစကားကတကယ်ကိုလေးနက်ပါတယ်ဒီသင်္ကန်းကိုလွယ်လွယ်ကူကူပဲရှော့ဖတ်လို့ရတယ် ဒါပေမဲ့စိတ်ညစ်နွမ်းသွားရင်ကိုတန့်စင်ဖို့မလွယ်ဘူးတကြော်ရှင်းပါလေအဝတ်ပေါ်ကယာယီအစွမ်းအထင်းနဲ့စိတ်ပေါ်ကနက်နက်ရှိုင်းရှိုင်းဆွဲသွားတဲ့အစွမ်းအထင်းချားကကြီးမားရဲ့ကြွားချချက်ကိုထောက်ပြလိုက်တာပါပြီးတော့ဆရာကြီးကတနာရာကဆိုတာအဲ့ဒီရှင်ပွဲအိုင်နဲ့တူတယ်လို့ဆက်ရှင်းပြတယ်အစားပိုင်းမှာတော့ NDM ရှိဘူးလို့ထင်ရပေမဲ့တခါနေမိသွားရင်သူကကစေးနေတယ်စွန်ထင်းစေတယ်ပြီးတော့ပိုပြီးနက်တဲ့ညာကိုတဖြည်းဖြည်းဆွဲနေထွားတတ်တယ်လို့ဆိုလိုတာပါ ဒါပေမဲ့လေဆရာတော်ကြီးကအပြစ်တင်တာနဲ့ပဲမပြီးပါဘူးခွင့်လွှတ်မှုနဲ့အားပေးစကားကိုလည်းမင်ကြားခဲ့ပါတယ်လဲကြလာကရှုံနေတာမဟုတ်ဘူးလဲကြရမှာဆက်နေနေတာကမှရှုံနေတာဒါကြောင့်ပိုပြီးတတ်မှပိုပြီးပညာရှိတဲ့သူဖြစ်ပြန်ထားပါတယ်တဲ့ဒီစကားကနောင်တရပြီးပြင်ဆင်ဖို့အတွက်လမ်းကအမြဲတမ်းဖွင့်ထားရဆိုတာကိုပြနေတာပါပဲကဲဒီတော့ရှင်ဖွဲ့အိုင်ထဲကယဟန်တပားရဲ့ရှေးဟုံးပုံမြင်က င်တာနက်နဲ့ဆိုရှယ်မီဒီယာခေတ်ကြီးမှာနေထိုင်နေတဲ့ကျွန်တော်တို့အတွက်ဘာမျှအတိတ်ပဲရှိနေသေးလဲအများကြီးပါပဲအခုဒီပုံမြင်ကနေမျက်မှောက်ခေတ်ရဲ့အာယုံပြည့်လွတ်မှုဒီကိုဘလို့ရင်ဆိုင်မလဲဆိုတာဆက်ကြည့်လိုက်ကြရအောင်ပုံမြင်ထဲကရဟန်းငယ်လိုပါပဲကျွန်တော်တို့ရဲ့မလိုလားတဲ့အတွေးတွေအထူးသဖြင့်လိမ်ပိုင်းဆိုင်ရာအတွေးတွေဟာအပင်လောကကနေဝင်လာတဲ့အရာတွေကနေအများဆုံးအရင်ခံပါတယ်မြင်တွေ့ခဲ့တဲ့ຢာတွေကြီးစုခဲ့တဲ့အကြောင်းຢာတွေ အတိတ်ကစေကူးထဲမှာယင်ခဲ့တာတွေအဲ့အရာတွေကနေစတင်ဖြစ်ပေါ်လာတာပါအင်တာနက်ကောကအเจ้าရတွေရဲ့အများဆုံးဟာဒီလိုမျိုးစစ်တွေကိုစိုက်ပျိုးဖို့တမင်ရည်ရွယ်ပြီးဖန်တီးထားတာတွေရှိပါတယ်အဲ့ဒီပုံရိပ်တွေကစိတ်ချင်းမှာနက်နက်ဆိုင်ဆိုင်ဆွေးကြံနေပြီးနောက်ပိုင်းမှာမညံထဲမှာအချင်းချင်းအခါခါပြန်ပေါ်လာတဲ့အတွေ့စိတ်ကိုထိ ंछ ုံမရတယ်လို့ခံစားလာရစေတာပေါ့ကောင်းပြီဒါဆိုရင်ကြီးလို့စိတ်ရဲ့ညံ့နှံမှုလို့ကိုဘလို့ပြန်လဲစေးကြနိုင်မလဲစိတ်ကိုကြီးလင်းတက်ဆင်စင်မဲ့လမ်းကြောင်းကိုဘလို့ရှာတွေ့နိုင်မလဲ ်ကံကောင်းစွာနဲ့ပဲဒီပုံပြင်ကကျွန်တော်တို့ကိုရှင်းရှင်းလင်းလင်းနဲ့လက်တွေ့ကြတဲ့ဖြည့်ရှင်းနည်းလေးကိုလမ်းညွှန်ပေးထားတဲ့ကြည်လင်းတဲ့စိတ်ကိုပြန်ပိုင်ဆိုင်ဖို့တဲ့အတီးကအစင်းညစင်းပဲရှိပါတယ်ဖမတဲ့စင်ကမကောင်းတဲ့အရာတွေစိတ်ထဲမှာဝင်လာနေတာကိုရက်တံပြဖို့ပါဒုတိယအစင်ကတော့စိတ်ထဲမှာရှိနေပြီးသားအညစ်အကြေးတွေကိုတန်ဆင်စေချောဖို့ပါပဲပထမအစင်ကိုအသေးစိတ်ပြောရရင်လိမ်ပိုင်ဆိုင်ရာလွန့်ဆိုတဲ့အကြောင်းအရာတွေကိုကြည့်ရှုတာဝင်လာနေတာကိုရက်တံပြလိုက်တာနဲ့မလိုလားအပ်တဲ့တွေးတွေဟာတဖြည်းဖြည်းမင်းဝင်လာပြီး သူတို့ရဲ့ချုပ်ကင်မှုကနေရော့ရဲသွားမှာပါ။ဒါဟာစိတ်ကိုပြန်ကူစားဖို့အတွက်အရေးကြီးဆုံးအဆက်ပြုတဲ့အချက်ပါပဲ။ဒုတိယအဆင့်ကတော့တရားထိုင်ခြင်းပါ။တရားထိုင်ခြင်းမှာစိတ်ထဲကနှက်ဆိုင်တဲ့ဆွဲထင်မှုတွေကိုဖျက်ဖြစ်နိုင်တဲ့စွမ်းအားရှိပါတယ်။ဒါဟာတည်ငြိမ်မှု၊ကြည်လင်မှုနဲ့အတွေးစိတ်ရဲ့ခွန်အားတွေကိုယူဆောင်လာပေးနိုင်ပါတယ်။ဒီအကြောင်းအရာကိုဆုံးသတ်ရရင်တော့စိတ်အားထက်သန်စေမယ့်အတွေးတစ်ခုနဲ့ညီကုန်းချုပ်လိုက်ခြင်းပါတယ်။တခြားသူတွေကိုအောင်နိုင်တာဟာယာယီအောင်မြင်မှုတစ်ခုပါပဲ။ ကိုစိတ်ကိုကိုအောင်နိုင်ခြင်းကသာထာဝရတည်မြဲတဲ့အောင်နိုင်ခြင်းအစစ်မှန်ဖြစ်ပါလေတဲ့ဆိုတော့အဆုံးစွန်မှာတော့အကီလောကကိုထင်းချုံနိုင်မှုချက်ကိုစိတ်ကိုကိုယ်တိုင်ကျွမ်းကျင်စွာထင်းချုံနိုင်ခြင်းကသာ အရေးကြီးဆုံးပါပဲ။